ူမေးထားတာကတော့ငါးပါးတီလာမှာအဘယ်သိခါပုဂ္ဂိုလ်အပြစ်အကြီးဆုံးဖြစ်ပါသလဲမုဒါလာသူရာလာကွဲပြားစွာသိလိုပါသည်ဆရာဆရာတော်ကြီးများဟောကြားတော်လဲတမျိုးတစ်ပါးကွဲပြားသည်များလည်းရှိပါ၍အာဘော်မမီတွေလားတရားတော်ကပဲမရှင်းတွေလားကျွန်တော်တို့ငင်းနေကြရပါသည်ဓမ္မတာကိစ္စဉဏ်ပရိပန်ကိုဆရာထံမှနာကြားလိုပါသည်ဆရာလေးစားလျက်ပါဆိုပြီးတော့ဤသားထားတာပဲဖြစ်ပါရဲ့ရှင်တရားတော်ကတော့ရှင်းတာပေါ့နော်ရှင်းရှင်းလေးပါ ဒါပေမဲ့ဟောကြားသူပုဂ္ဂိုလ်နဲ့နာကြားသူပုဂ္ဂိုလ်မှာအာဘော်မမိရင်တော့မသိဘူးပေါ့အာဘော်ဆိုတာဟောသူပြောသူရေးသူမေးသူအလုံးရဲ့နှလုံးသွင်းဆိုလို့ရင်းကိုအာဘော်လို့ခေါ်တယ်အဲ့ဒါမိဖို့တော့လိုတာပေါ့နှုတ်နှစ်ဖက်တောင်းဝန်ရှိတာပေါ့တရားတော်မှာရှင်းတယ်ဆိုတာကငါဘတ်တိလာမှာအပြည့်အစုံပဲရလဲလို့ဆိုတာကျွန်တော်ဒါရေပုံရအစလေးကျွန်တော်ပြောပြမယ်သူရမေရာယကိုအပြည့်ကြီးချောင်းပြောတာကိုခௌဒကပါထအထကရာမှာဖော်ပြတယ်ခௌဒကပါထအထကရာဒါတရားဟောတဲ့ပုဂ္ဂိုလ်တွေအထဲကိုပြောဖို့လိုတယ်နောက်တစ်ခါ မုဒဝါဒအပြစ်ကြီးကြောင်းကိုတော့ဣတိဝုဒ္ဓကပါဠိတော်မှာဖော်ပြထားတယ်ဒါသောဆုံးကျွန်တော်ကြိုတင်လေးပြောပြထားတာပေါ့နော်ဒါဖြင့်ကျွန်တော်တို့ဆက်ကြည့်ကြသူရမေရယအပြစ်ကြီးကြောင်းကိုဘယ်လိုပြောသလဲလို့ဆိုတော့သူရမေရယကျူးလွန်နေတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီသိခါဘုတ်ကျူးလွန်နေတဲ့ပုဂ္ဂိုလ်ကသေသောအပေကြရည်ငယ်ရိစ္ဆန်ပြစ်ကြအပေကြတော့ကြပြီးတော့အကုသိုလ်ကုန်ပြီးတော့ပြန်လွတ်လာတယ်ပေါ့ပြန်တက်လာတယ်ကောင်းမှုကုသိုလ်ကံအရှင်နဲ့ပြန်တက်လာတယ်ပေါ့ပြန်တက်လာရင် तू ကလူဖြစ်မယ်ပေါ့အပေကနေတက်တော့လူဖြစ်မယ်ဆိုရင်လူဖြစ်ရင်လူယူး နတ်ဖြစ်ရင်နတ်ယူအဲအဲ့လိုအယူတွေဖြစ်တယ်အဲ့ဒါသူရဲ့ပဝတ္တိအကျိုးဟိုကပဋိဇန်နေအကျိုးအပေကိုကြားတယ်ပဋိဇန်နေအကျိုးအာကုသရဝိဘက်ကုံလို့တက်လာလို့ရှိရင်လူဖြစ်လူယူနတ်ဖြစ်နတ်ယူဒါဟိုကပြောတယ်ပါဠိနဲ့ပြောမယ်ဆိုရင်တော့သုဒ္ဓပါဏခေါဘိက္ခုအာသေဝိသံနိတိဝိသံနိယတသံဝန္တဏိကံပတ္တိဝိဒိယသံဝန္တဏိကံတိရိစ္ဆာနရောဂိသံယောသံဝန္တဏိကံဖြစ်တယ်ဗောဗျအပေအဲ့ဒီကနေဖြစ်ပြီးတော့မှပြန်တက်လာရင်သူရဲ့အပေါ်ဆုံးအဖြစ် ယောစသဗ္ဗလဟုကောသုရပါဏတဝိပါကောသောအုံမတကတန်ဝတ္တဏီကောယူတယ်အယူစိတ်ဖို့ပြန်အဲ့တော့သူ့ကိုပြန်ပြီးတော့ကောက်မယ်လို့ဆိုရင်ဆိုပါစို့ဗျာသူနဲ့ရှင်နဲ့၅ပါးတည်းလားမကြံတဲ့၄ပါးရှိပါဏတိပါဒကျွလွန်တဲ့လူကသိရင်ပယ်ကြရင်အကုသိုလ်ကုံလို့ပြန်တဲ့ရင်ယောဂများတယ်အသက်တူတယ်စမ်းသိမို့နော်ဒါအဋ္ဌိဏဒါနခိုးတယ်အပယ်ကြတယ်ပြန်တဲ့ရင်သူဥစ္စာပစ္စည်းမွဲတယ်ရှားပါးတယ်စရှိတည်ပြင်းပေါ့နော်အခုခံရတယ်ပေါ့ကာမေသူမိစ္ဆာစာရာအပယ်ကြတယ် ပြန်တက်လာရင်ပါလူမုံများတယ်နော်အဆွဆွဲခံအစရှိစီပြီမုဒဝါဒအပယ်ကြတယ်ပြန်တက်လာရင်အပေါ်ဆုံးဖြစ်ကစကားမပြီးသွားမယ်ညီဘူးလူတွေမယုံကြည်ဘူးပေါ့နော်ဆုံးပါညာပေါ့ဒါပေမဲ့အဲ့ဒီ၄ပါးတုံးကကျန်သောကျွန်းသော၄ပါးတို့ဟာသုရမေတ္တာရသိက္ခာပုကျူးလွန်သူလို့စိတ်ဖောက်ပြန်ပြီးယူတော့သွားတာတရားမမရှိမရှိတဲ့ခါကျတော့သူတို့အသက်တိုတဲ့အနာရှိတဲ့စားကြည့်ဖြစ်မော်နော်နေရတဲ့အချိန်မှာဆင်းရဲနေရတဲ့အချိန်မှာဒါနသီလဘာဝနာကိုပြုလုပ်နိုင်သေးတယ် တရားတွေကိုနာကြားနိုင်သေးတယ်ပေါ့ကောင်းမှုကုသိုလ်တွေပြုလုပ်နိုင်သေးတယ်ဟိုလူကတက်လာရင်ယူပြီလို့ဆိုတော့ဒါနသီလဘာဝနာဘာမှမလုပ်နိုင်တော့ဘူးဒါကြောင့်အပြစ်ကြီးတယ်လို့ခௌတကပါဌထာဂရာကဖွင့်ပြတယ်ဒါကမှတ်ထားပေးဖို့ပဲเนาะဟုတ်ပါပြီကောင်းပြီဒါပြင်နောက်တစ်မျိုးကြည့်မယ်သူရမေရရအပြစ်အဲမူဇဝါဒအပြစ်ကြီးပုံကိုဣတိဝရကပါဠိတော်မှာဟောတာ။မြတ်စွာဘုရားရှင်ကဘာဟောလဲလို့ဆိုတော့မှန်စွာပြောကြားဝစီသစ္စာစကားကိုတဲ့။ဖောက်ပြန်မှားယွင်းပြီးတော့ကျူးလွန်တဲ့တတ္တဝါအတွက် အခြားတစ်ပါးတော့မကောင်းမှုအကုသိုလ်တစ်ဆက်ကိုမပြုမပြုနိုင်တော့လို့ငါဖျားဟောကြားတော်မမူတပါးတော့အရာကဘာလဲလို့ဆိုတော့ခုနပြောတဲ့ဟိုကပေါ့ဟိုမုဇာဝါဒလိမ့်လည်ပြောကြတဲ့အကုသိုလ်တရားပဲပြောညီမလို့ဒါကိုချောချောမွေ့မွေ့ပြန်မယ်ဆိုရင်တော့မုဇာဝါဒကျူးလွန်တဲ့ပုဂ္ဂိုလ်တူကကျန်တဲ့အရာဝတ္ထုတွေပေါ့ဘာနာတိအဋ္ဌိဏကံပြောမပြုရတဲ့အရာတစ်ခုမှမရှိတော့ဘူး သူကလုတ်ပြီးမလုတ်ဘူးလို့ပြောရဲလဲဆိုလို့ဆိုတော့လိန်ရင်လေတဲ့ပုံကိုဆိုတော့အပြစ်ကြီးရပေါ့နော်အဲဒါကြောင့်သူကအပြစ်ကြီးဆုံးဟာလို့ပြောတယ်မြတ်စွာဘုရားရှင်ဒါကိုတခါထပ်ဆက်ပြီးသိရမှာအခုမိစ္ဆာဒိဋ္ဌိကြီးရှိတယ်ဒိဋ္ဌိကြီးပေါ့အဲ့မိစ္ဆာဒိဋ္ဌိကြီးကသူတို့ရဲ့အယူဝါဒကိုဖော်ပြတဲ့အခါမှာစီးယုံတဲ့အခါမှာမဟုတ်မမှန်တဲ့ဇာတ်ပေါ့နော်မှားယွင်းတဲ့ဇာတ်ပေါ့ဒီဘက်ကသစ္စာဝါစာဆိုတဲ့ဇာတ်ကိုဖောက်ပြန်ပြီးတော့မဟုတ်မမှန်ချွတ်ယွင်းတဲ့မှားယွင်းတဲ့ဇာတ်တွေနဲ့လိန်ရပြီးပြောကြတယ်ဟိုဒီနှယုံအောင်ပေါ့နော် အဲ့လိုဝါဒတည်ထောင်ရတယ်။နောက်ပြီးတော့အနန္တရိယကံကြီး၅ပါးရှိတယ်။အပြစ်အကြီးဆုံးကံကြီးရဲ့နော်အမေတ္တအဖေတ္တရဟန္တာတဲ့အစရှိတဲ့ပြင်၅ခု။အဲ့ဒီမှာအကြီးဆုံးအပြစ်ကတန်ခါပေရကကံ။တန်ခါကိုသိမ်းခွဲတာ။အဲ့ဒါကိုဒေဝဒတ်ကလုပ်ခဲ့တယ်။ဒေဝဒတ်ဒီတန်ခါကိုသိမ်းခွဲဖို့အတွက်သူစီယုံတဲ့ခါမှာဗာနဲ့စီယုံလို့ဆိုမူဇာဝါဒနဲ့စီယုံရတယ်။ဘုံမှန်မှန်စကားနဲ့စီယုံရတယ်။အဲ့တော့အပြစ်အကြီးဆုံးဖြစ်တဲ့တန်ခါပေရကကံကိုစီယုံတဲ့ခါမှာမူဇာဝါဒအပြစ်အကြီးဆုံးဖြစ်တဲ့နိရတမိစ္ဆာဒိဋ္ဌိဖြစ်တဲ့ဝါဒကိုထီထောင်ထူထောင်တာမူဇာဝါဒ။ ဒါပြင်သူအရန်အပြစ်ကြီးတယ်နောက်တစ်ခါကျွန်တော်ဟိုပြောဖို့ပါတယ်ဘုရားလုံးတွေကပါရမီဖြည့်တဲ့ခါမှာအခြားခြားသောပုထုဇဉ်ဘဝမလို့လေအခြားခြားသောဒုစရိုက်ကြီးပဏာတိပါတာကိုပြုရင်ပြုမယ်မုဒ္ဒဝါဒနဲ့ပတ်သက်လာရင်လေးစဉ်ချင်းနဲ့ကဘာတစိမ့်မှာတစ်ချိန်မှမကျွလွန်ခဲ့ဘူးဒါဘုရားဖြစ်ရေးအတွက်အဓိကအရေးကြီးပဲနော်တစ္ဆာဝါစာကိုပဲပြောတယ်ဘာမှမမှန်ဘူးရောမပြောဘူးအဲ့တော့ပြန်ကြည့်မယ်ဆိုရင်နှစ်ချုပ်မယ် conclusion ဆွဲမယ်ဆိုရင်မူဇာဝါဒကိုကျွလွန်တဲ့ပုဂ္ဂိုလ်ဟာအပြစ်ကြီးဆုံးဖြစ်တဲ့ တန်ခါဗေဒကဂံကို၎င်းမိစ္ဆာဒိဋ္ဌိကို၎င်းထူထောင်ရင်းမှာအရေးပါတယ်လို့အဲ့ဒါကိုရှောင်ကျင်တဲ့မုဇ္ဇဝါဒကိုရှောင်ကျင်တဲ့ကုသိုလ်ကဖျားဖြစ်ရေးအတွက်ကိုအရာရောက်တယ်အဲ့တော့သူအခန်းကဏ္ဍကသိပြီးတော့ကြည့်ကြတယ်အဲ့နှစ်ခုကိုကျွန်တော်နိုင်ရှင်ပြောပြပြပြီအဲ့ဒီအချိန်မှာတစ်ခုကိုရွေးမယ်ဆိုရင်ဘယ်ဟာကအပြစ်ကြီးဆုံးလဲလို့ပြောရင်ပါဠိဓမ္မစာပေမှာစီကံရှိတယ်ပါဠိတော်နဲ့ထာဂရာနဲ့ချုပ်မိဟေးဆိုရင်ထာဂရာကနောက်ဆုတ်ပြရတယ်ပါဠိတော်က first ပဲ ပါဠိတော်လို့ပြောရင်ဘုရားဟောပဲအထာဂရဆိုတာခုနရှင်မဘုဒ္ဓဘာသာလို့အထာဂရဟောပြနော်အဲ့တော့အထာဂရနဲ့တီဃာနဲ့စုံပြီလို့ဆိုရင်တီဃာကနောက်ဆုတ်ပေးရထာဂရကိုဦးစားပေးရဒါဆိုရင်အဖြစ်ထွက်ပြီနော်ဘယ်ဟာအရေးကြီးလဲဆိုတော့အဲ့တော့ကျွန်တော်အနေနဲ့ခုလိုပြောကြခြင်းကဒေသနာယုတ်တိကိုပြောတာပါဠိတော်ထာဂရတီဃာကိုပြောတာတဘာဝယုတ်တိနဲ့ပြောရင်တော့သူကနိဏခြင်းနဲ့တတ်တာခြင်းနှစ်ခုရှိတယ်နိဏခြင်းနဲ့အကြည့်ပဲလို့ဆိုရင် မုဇာဝါဒနဲ့သုရမေရယာအကျွလုံတဲ့ပုံကိုယ်တွေကတနည်းအားဖြင့်ပြောရင်ဆင်ရဲ့ဘယ်ခြေရောက်နဲ့ညာခြေရောက်ပဲနော်ဆင်ဟိုဘယ်ခြေရောက်နဲ့နင်းခံမလားညာခြေရောက်နဲ့နင်းခံမလားဆိုရင်တော့တစ်ချက်မှမသက်တာဘူးအဲနင်းနာတဲ့ဘက်မှာအဓိကဆင်နင်းမခံရဘူးအဓိကပဲဒါနင်းနာခြင်းကိစ္စနော်တာရကယုတ်တိတတ္တခြင်းကိုပြောမယ်လို့ဆိုရင်တော့ပုထုဇဉ်ဆိုတာကဉာဏ်အမြင်ကန်းနေတဲ့လူတွေပုထုကိလေသာနေတဲ့ပုထုဇဏာဆိုတာကိလေသာအပြည့်ရှိတယ်အဲ့တော့ပုထုဇဉ်ဉာဏ်မြင်ကန်းသူတို့မှာရောယန်းကဘာမတင်လား ဇက်သပြင်ပုံမြင်ထောင်းနေပြင်နတ်ဝင်ကိုဘုံမြောက်စီနေတယ်အယူတွေပဲအုံမတကပဲအဲ့တော့မျက်စိနှစ်ဖက်ကန်းနေတဲ့ပုံကိုတူဦးကိုဆွဲခေါ်တဲ့အခါမှာဘယ်လက်ကောညာလက်ကောနှစ်ဖက်စုံကင်ပြီးမာကရုဏာနဲ့တော့ဆွဲခေါ်တာပဲတရားအဲ့ဒါကြောင့်ဒီဘက်ကသုဒ္ဓမေရယကိုလည်းပြတယ်အပြစ်ကြီးကြောင့်ဒီဘက်ကအမှုဇာဝါဒကိုလည်းပြတယ်နှစ်ဖက်စုံပြပြီးတော့သတ္တရာသတ္တရာကြောင့်ဆွဲခေါ်တာပဲအဲ့ဒါကိုမှမကျင်တဲ့လို့တခုတည်းပဲထပ်ပြောပါစေခုနကျွန်တော်ပြောခဲ့ပြီးပြီပါဠိတော်နဲ့ထာဂရာနဲ့တွေ့ရင်ထာဂရာနောက်ဆုတ်ပေးရတယ် သုရမေရယအပြစ်ကြီးကြောင်းပြောတာဒီခௌရကပါဌထာကရာထာကရာနောက်ဆုတ်ပေးလိုက်တော့မုဒ္ဒဝါဒကိုဖယားရှင်ကိုယ်တိုင်ကဟောတဲ့အတွက်အတိဝုဒ္ဓကပါဠိတော်ဟာရှေ့ရောက်သွားတယ်။နော်ဒါကြောင့်ပြောရင်နော်အပြစ်ကြီးဆုံးကိုတခုတည်းအစ်စ်ကင်ပြပါဆိုရင်မုဒ္ဒဝါဒပဲနော်။ခုနကပြောသလိုမျိုးအလုံးစင်ပြောင်းတွေးမယ်လို့ဆိုရင်နော်နှစ်ခုစလုံးကမှတ်သားအပ်တယ်ရှောင်ရှားအပ်တဲ့အရာဖြစ်ပါတယ်။